မြန်မာနိုင်ငံဘီလက်မြေထုတ်လုပ်သူများအသင်းအဖွဲ့၃မြင်းဆောင်2025ချိန်ညှိနှိုင်းအစည်းအဝေးကိုဇူလိုင်လ၁ရက်နေ့ကစမ္မတဝန်ကြီးဌာနအစည်းအဝေးခန်းမမှာကျင်းပရာစမ္မတဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းကမန္တလေးငယ်ရင်ကြီးလှုပ်ခတ်မှုကြောင့်ဘီလက်မြေထုတ်လုပ်တဲ့စက်ယုံများအနေဖြင့်ထိခိုက်မှုများရှိခဲ့ပြီးပျက်စီးမှုများကိုအမြန်ဆုံးပြုပြင်ပြီးပြည်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ခဲ့တဲ့အတွက်အတိမတ်ပြုမှတ်တမ်းတင်ပါကြောင်း ဗီလက်မြေစက်ရုံများအနေဖြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နေတာကြောင့်အလို့ကွန်ခွင်လန်းများကိုဖန်တီးပေးနိုင်ကြောင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နေစဉ်နှီးပညာများလွှဲပြောင်းရရှိရေးစီမံဆောင်ရွက်ရမှာဖြစ်ကြောင်းစက်ရုံလိုက်အရေးသွေးအမခန်စနစ်များထူထောင်ထားရှိရမှာဖြစ်ပြီးနိုင်ငံတကာအသိအမှတ်ပြုတက်ခွဲကံများမှစံသက်စစ်ဆေးထားရှိရမှာဖြစ်ကြောင်းဗီလက်မြေထုတ်လုပ်တဲ့နှီးပညာများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေတာရင်းရှိနည်းပညာတက္ကသိုလ်များနဲ့ချိတ်ဆက်ဆောင်ရွက်သွားရောက်မှာဖြစ်ကြောင်းမြန်မာနိုင်ငံဘီလက်မြေထုတ်လုပ်တဲ့လုပ်ငန်းရှင်များအသိအနေဖြင့်ဘီလက်မြေနဲ့ဆက်လျင်းတဲ့အသိပညာပေးဆွေးနွေးပွဲများကျင်းပနိုင်ရေးစီမံဆောင်ရွက်ရောက်မှာဖြစ်ကြောင်းမြန်မာနိုင်ငံဘီလက်မြေထုတ်လုပ်သူများအသိနဲ့ဘီလက်မြေစက်ရုံများမှတာဝန်ရှိသူများအနေဖြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်စဉ်တွေ့ကြုံရတဲ့အခက်အခဲများရှိပါကတင်ပြပေးစီလိုကြောင်းပြောကြားပါတယ်။ ဆက်လက်ပြီးတရောက်လာကြသူများကကန္နလိုက်ဝမ်းဝန်းဆွေးနွေးကြပြီးစေယုံများမှတင်ပြတဲ့လိုအပ်ချက်များကိုပေါင်းစပ်ညီနိုင်ဖြည့်ရှင်ဆောင်ရွက်ပေးကပြည်တော်စုဝင်ကြီးကညီကုန်းချုပ်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။